မြေအောက်မှာဖန်တီးထားတဲ့နှစ်ပေါင်း2000သက်တမ်းရှိအဖိုးတန်ဆေးဘက်ဝင်မှုတေတုံတုံးကိုမြေကြီးထဲမှာစိုက်လိုက်ရင်ဘာဖြစ်လာမယ်လို့သင်ထင်ပါသလဲအပင်ပေါက်လာမလားဒါမှမဟုတ်အချိန်ကြာလာတာနဲ့အမျှဆွေးမြေသွားမလားဒါပေမဲ့ကျွန်တော်တို့ဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတော့သင်ထင်ထားတာနဲ့လုံးဝကိုစန့်ကျင်ဘက်ပါပြီဒီလူတွေဟာတေတုံးတွေကိုစိုက်ပြပြီးတနေ့အကြာမှာရိတ်သိမ်းကြတဲ့အခါတေသားနဲ့လုံးဝမတူတဲ့ကြောက်တုံးလိုမာကျောနေတဲ့အရာကိုရရှိကြပါသည်ဒါဟာမျက်လဲတစ်ခုမဟုတ်ပါဘူး ဒါဟာနှစ်ပေါင်း2000ကျော်တိုင်တိုင်တရုတ်တိုင်းစိတ်ပညာမှာအဖိုးတန်ရတနာတစ်ခုလိုအသုံးပြုခဲ့ကြတဲ့ပိုရီယာကူကော့စ်ဒါမှမဟုတ်ဖူလင်လို့ခေါ်တဲ့ရှားပါးမှုတစ်မျိုးကိုမွေးမြူနေကြတာပါဒီနေ့မှာတော့တစ်သားကိုအသက်သွင်းပြီးကြောက်တုံးဖြစ်ပြောင်းလဲသွားစေတဲ့ DN ဩဘော်ရာဖြစ်စဉ်အကြောင်းကိုကျွန်တော်တို့နဲ့အတူတူလေ့လာကြည့်ကြရအောင်ပါ DN ဩဘော်ကောင်းတဲ့မှုကိုမွေးမြူဖို့အတွက်ပထမဆုံးလိုအပ်တာကထင်းရှူးတစ်တုံးကြီးတွေပါပဲလေသမားတွေဟာရေသွေးကောင်းတဲ့ထင်းရှူးတစ်တုံးတွေကိုရွေးချယ်ပြီးမြေကြီးထဲမှာဂရုစိုက်စိုက်ပြိုကြရပါသည် ဒါပေမဲ့ဒီအတိုင်းထားလိုက်ရင်တော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။အဓိကတော့ချက်ကတော့တစ်တုံးပြီးမှထည့်ပေးလိုက်တဲ့အထူးအမှုံတစ်မျိုးပါပဲ။ဒီအမှုံကတာမန်အမှုံမဟုတ်ပါဘူး။ဒါဟာလွှားစာမုံနဲ့တက်ရှိအရာတစ်ခုဖြစ်တဲ့ပိုရီယာကိုကတ်စ်မိုရဲ့မျိုးစစ်တွေကိုရောစထားတာပါ။တနည်းအားဖြင့်ပြောရရင်ဒါဟာထင်းရှုတတ်မဲ့တုံးကိုပြန်လည်အသက်ဝင်လာစေမယ့်မှော့စေးတစ်မျိုးပါပဲ။ဒီမျိုးစစ်လေးတွေကပဲနောက်ပိုင်းမှာအန်အောစရာကောင်းတဲ့ပြောင်းလဲမှုကြီးတစ်ခုကိုစတင်တော့မှာပါ။မျိုးစစ်ချပြီးတဲ့နောက်နောက်ထပ်ဆန်းနှစ်လတနည်းတိတိအချိန်ယူရပါသေး။ ဒီတနေ့ကာလာလုံးမှာမြေပြင်ပေါ်မှာဘောင်မထူးခြားတဲ့အရေးရောင်ကိုမြင်တွေ့ရမှာမဟုတ်ပါဘူး။ဒါပေမဲ့တကယ်အံ့ဩဖွယ်ရာတွေကမြေကြီးအောင်လူတွေရဲ့မျက်စိအောက်မှာတိတ်တဆိတ်ဖြစ်ပေါ်နေခဲ့ပါရည်။တစ်တုံးပြီးမှအမှုမျိုးစီလူတွေဟာတဖြည်းဖြည်းကြီးထွားလာပြီးသူတို့ရဲ့အမြင်လေးတွေနဲ့ထင်းရှုတဲ့တုံးကြီးတစ်ခုလုံးကိုပင်းကိုအိမ်လိုရစ်ပတ်ဖုံးလွှမ်းသွားပါရည်။သူတို့ဟာတစ်တုံးထဲမှာရှိတဲ့ cellulose လို့အဟာရဓာတ်တွေကိုတဖြည်းဖြည်းဆုပ်ယူစားသုံးကြပါရည်။ဒါဟာအပင်ပင်တို့ကြီးထွားတာမျိုးမဟုတ်ဖိနဲ့။မှုကတစ်တုံးကိုသူ့ရဲ့ခန္ဓာကိုယ်အဖြစ်ပြောင်းလဲပစ်လိုက်တာပါ။ လာရီကြလာရာနဲ့အမျှမှုမြင်နေဟာတစ်ခုနဲ့တစ်ခုပေါင်းဆက်ပြီးပိုလို့ပိုလို့ထူထူထဲထဲတိတ်သီးလာပါသည်နောက်ဆုံးမှာတော့အဲ့ဒီနူးညံ့တဲ့မှုမြင်နေဟာအုံသီးတစ်လုံးလိုဒါမှမဟုတ်ကြောက်တုံးတစ်လုံးလိုမာကျော်တဲ့အလုံးကြီးတစ်ခုအဖြစ်ကိုလုံးဝပြောင်းလဲသွားပါတော့သည်တစ်သားရဲ့အနှစ်သာရတွေအလုံးဟာအဲ့ဒီကြောက်တုံးလိုမှုလုံးကြီးထဲမှာစုစည်းသွားတာဖြစ်ပါသည်တနည်းပြတဲ့အခါမှာတော့ရိတ်သိမ်းချိန်ရောက်ပါပြီလေသမားတွေဟာသူတို့ဆိုင်ပြူထားတဲ့နေရာကိုပြန်တူးဖို့ကြတဲ့အခါမြေကြီးရောက်မှာဆွေးမြေ့နေတဲ့ထင်းရှူတုံးကြီးတွေနဲ့အတူတွေ့ကပ်နေတဲ့အညိုရောင်အလုံးကြီးတွေကိုတွေ့ရမှာပါ ဒီလုံးနေဟာအပြင်မမှာကြောက်တုံးလို့မာကျော်ကြမ်းတမ်းပြီးအထဲမှာတော့ဖြူဖွေးနေပါ ರಿ သူတို့ကိုတစ်တုံးကနေဂရုတစိုက်ဖြတ်ထုတ်ပြီးစူဆောင်းကြပါ ರಿ ဒါဟာတစ်တုံးဆိုက်ပြီးကြောက်တုံးရိတ်သိမ်းတယ်လို့တင်စားကြတယ်ပိုရီယာခေါကော့စ်မို့ပါပြီဒီတိုင်းဆိုရင်တာမန်ကြောက်ခဲတစ်လုံးနဲ့ဘာမှမချားနာပါဘူးဒါပေမဲ့သူ့ရဲ့တမိုးကတော့ရွှေဓမြအဖိုးတမ်းပါ ರಿ ဒီမိုဟာတရုတ်နိုင်ငံတမိုင်းမှာနှစ်ပေါင်း2000ကျော်ကလေးကဖူလင်စရဲနာမည်နဲ့ဒိုင်းရင်စေးပညာမှာနေရာယူခဲ့တာပါရှိတော့ကအေဂရိဘီယင်တွေကိုစတားရရတဲ့အဖိုးတန်ပစ္စည်းတစ်ခုဖြစ်ခဲ့ပြီး စိတ်ကိုတည်ငြိမ်စေဖို့အစာချေစနစ်ကိုအားကောင်းစေဖို့နဲ့ခန္ဓာကိုယ်ရဲ့ရည်ရွယ်ချက်ကိုထိန်းချုပ်ပေးဖို့အတွက်အဓိကအသုံးပြုခဲ့ကြပါသည်။မြန်မာခေတ်သိပ္ပံပညာရဲ့လေးလာတွေ့ရှိချက်တွေအရပိုရီယာဂိုကော့စ်မှာ Polysaccharides နဲ့ Tryptophan လို့ခေါ်တဲ့ဓာတ်ပေါင်းတွေကျွဲဝါးစွာပါဝင်ပြီးခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးနိုင်တဲ့အပြင်နာမကျန်းဖြစ်ခြင်းကိုတတ်တာစေတဲ့အာနိသင်တွေလည်းရှိတယ်ဆိုတာတွေ့ရှိခဲ့ရပါသည်။